မင်္ဂလာပါခင်ဗျာ The Will Power မြန်မာ YouTube Channel ကနေပြန်လည်တွေ့ဆိုပါတယ်။ဘာဖြစ်လို့တရုတ်နိုင်ငံကဒေကန္တာထဲမှာတမောသုံးစီးကိုတိဆောက်နေတယ်လဲ။ဒါကတော်တော်လေးကိုထူးဆန်းပြီးတော့ဒီနေ့အထိဒီလိုမျိုးကိုဘယ်နိုင်ငံကမှမလုပ်ခဲ့ပါဘူး။ဒီတပ်ပုံတွေကိုကြည့်ပါ။ဒီတပ်ပုံတွေကတမောတွေရာဆိုရင်လင်းတင်တမောတွေနဲ့တူပါတယ်။အခုလင်းတင်တမောဆိုတာကဆယ်လက်နဲ့တစ်ခုရေထဲမှာမျောနေတဲ့လေဆိပ်တစ်ခုဖြစ်ပါတယ်။ သူမှပြေးလန်းတွေရှိမယ်ထင်းချိုရေးတာဝါတွေရှိမယ်ဒုံးကျင်နီးပညာတွေနဲ့အရာအားလုံးရှိပါတယ်ဒီသင်္ဘောတွေနဲ့ဒါဆိုရင်ဘယ်နိုင်ငံကိုမဆိုမင်းနဲ့ပိုင်းအတွင်ဖြည့်ဆည်းပြနေပါမယ်ဒါပေမဲ့လေရင်တင်သင်္ဘောဆိုတာကသွားလာနိုင်ဖို့အတွက်ရေပြင်ကြီးလိုအပ်ပါတယ်သို့တော့2025မတ်လလောက်မှာအမေရိကန်ရေတပ်ထောက်လန်းရေးကဒီဥနိုင်ငံတွေကဂျူရူတပ်ပုံတချို့ကိုချပြခဲ့ပါတယ်ဒီတပ်ပုံတွေကနေပြီးတော့တရုတ်နိုင်ငံကတဲကန္တာအထဲမှာ သူရဲ့လေအနေနဲ့မော်တဲ့ကိုတိဆောင်းနေတယ်ဆိုတာကိုသိကြရပါတယ်။ဒီနေရာကတရုတ်နိုင်ငံရဲ့အကြီးဆုံးသဲကနာရထကလာမခန်ဖြစ်ပါတယ်။ဒီဒေသကစတူယန်ကီလိုမီတာ3သိန်းခွဲလောက်ကျယ်ပြီးတော့မှတော်တော်လေးကိုခေါင်ခိုက်တဲ့ဒေသလည်းဖြစ်ပါတယ်။မျက်စိတစုံမြင်ရသမျှကသဲတွေနဲ့တိတ်ဆိတ်မှုသာရှိပါတယ်။ဒါပေမဲ့ဒီလိုရက်ဒေသမျိုးမှာဒီဥစစ်တပ်ကလေအနေနဲ့မော်တဲ့ကိုတိဆောက်တာတည်းမကဘဲနဲ့ရေတပ်တစ်ခုလုံးကိုအခြေချထားပါတယ်။ China's military has built replicas of a US Navy aircraft carrier and other US warships. We have to assume that China wanted us to see these in the desert. မေဆွေတို့အတွေ့အကြုံနဲ့အမြင်တွေရရှိဖို့စောင့်မြတ်မြတ်ဖတ်ပါ။မဖတ်နိုင်ရင်မဖတ်အားရင် Web Audiobook Application မှာနားထောင်ပါ။ Application ကိုအခုပဲ download ချလိုက်ပါ။ လင်းကိုခွန်မမှာချပေးထားပါတယ်ခင်ဗျာအခုဒီဒုတိယဓာတ်ပုံတွေကတိစောက်ထားတဲ့ပုံစံကိုကြည့်ပါဓာတ်ပုံတွေကပုံစံကစက်တမောတစ်စင်းနဲ့အတိအကျတူးနေပါတယ်ပြီးတော့ဒီတတိယမြောက်ဓာတ်ပုံတွေကရေတဲ့စိတ်ကန်းတစ်ခုလုံးကိုမြင်နေရပါတယ်အခုတခြားတစ်ခုနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်ဒါကတော့အိန္ဒိယနိုင်ငံကတိစောက်ထားတဲ့ရေတဲ့စိတ်ကန်းဖြစ်ပြီးတော့ဒါကမော်ရီရှပ်စ်ဂျွန်ဘွန်မှာစစ်ထနာချုပ်အနေနဲ့တိစောက်ထားတာဖြစ်ပါတယ်ဒီနေရာမှာလက်တရုတ်နိုင်ငံကတိစောက်နေတဲ့ရေဒက်စကန်ကအိန္ဒိယနိုင်ငံကစကန်နဲ့တော်တော်လေးကိုအဆင့်တူနေပါတယ် အခုအရင်ဆုံးအနေနဲ့ဒါကအိန္ဒိယနိုင်ငံအတွက်အတော်လေးကိုစိတ်ပူရတဲ့ကိစ္စဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ထက်ကလာမကန်သေကနာကအိန္ဒိယနိုင်ငံနယ်စပ်မြင့်ဖြစ်သလိုကီလိုမီတာ200ကနေ250အထိရှည်လျားတဲ့ line of aerial control နဲ့ထိစပ်နေတာဖြစ်ပါတယ်။ဒါကတော်တော်လေးကိုဝေးကွာတဲ့အကွာအဝေးပါ။ပြီးတော့လည်းအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံရဲ့ဂျားတွေကအဆိုင်ခဲတွေကလည်းအားလုံးတည်ပြီးသားပါ။ဒါပေမဲ့ဒီပြဿနာတွေအပြင်နောက်ထပ်အရေးကြီးတာတစ်ခုကအမေရိကန်နိုင်ငံတကိစ္စနဲ့ပတ်သက်ပြီးတော့တစုံတရာတုံ့ပြန်ချက်မရှိသေးပါဘူး။ ဒီဂျိုရုဓာတ်ပုံတွေကိုအမေရိကန်နိုင်ငံရဲ့ရေတပ်ထောက်လှမ်းရေးကနေပြီးတော့မှကိုယ်တိုင်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒီတော့ပြောချင်တာကအမေရိကန်နိုင်ငံကိုယ်တိုင်ကဒီလိုနိုင်ငံဒီလိုတိစောက်မှုတွေအမေရိကန်နိုင်ငံရဲ့ဖန်တီးမှုတွေကိုအထုခိုးနေတာတွေအားလုံးကိုလက်ခံပေးထားသလိုဖြစ်နေပါတယ်။ပထမဆုံးအဆောင်ရဲ့ပုံစံကဆိုရင်အမေရိကန်နိုင်ငံနောက်ဆုံးပေါ်ဖြစ်ပြီးတော့နေပညာအမြင့်ဆုံးလင်တင်သင်ပေါ်ချာရာဖို့နဲ့တွားတူနေပါတယ်။သူရဲ့အရှိကလည်း Ford ရဲ့အရှိနဲ့အတိအကျတူညီနေပြီးတော့မှ338မီတာလောက်ရှိပါတယ်။ ဒုတိယဆောင်ကအမေရိကန်နိုင်ငံရဲ့ Alibuck Clex သင်္ဘောနဲ့ပုံစံသွားတူနေပါတယ်။သင်္ဘောရဲ့ခေါင်းသားကတနက်တီကနေစလို့သင်္ဘောအနောက်ပိုင်းကဒုံးထောင်ပြည့်စနစ် Vertical Launch System ပြီးတော့အနောက်ဆုံးကရဲရင်စင်ကွင်းတစ်ခုပါပါဝင်နေပါတယ်။ဒါအမေရိကန်နိုင်ငံရဲ့ဖြတ်သင်္ဘောကိုလုံးဝပုံစံတူပြီးတော့ခိုးယူထားတာပဲဖြစ်ပါတယ်။နောက်ဆုံးကတော့တရုတ်နိုင်ငံရဲ့တတိယမြောက်လင်းတင်သင်္ဘောက USS Nimitz Clex ပုံစံနဲ့တပုံစံနဲ့သွားတူနေပါတယ်။ သူ့ရဲ့ရေဒါစနစ်ပုံစံအရာအားလုံးကတပုံစံတည်းဖြစ်နေပြီးတော့အရွယ်စားပဲမတူတာပါဒီကိစ္စနဲ့ပတ်သက်ပြီးတော့အမေရိကန်နိုင်ငံရေဒါရဲ့အဆိုအရဒီသင်းမောရဲ့အရွယ်စားကိုတဝက်ရှော့ပေးပါမယ်ဆိုတဲ့ခရီးနဲ့ဒီနိုင်ငံကအပြီးယူလုပ်ခဲ့ပါတယ်။ဒါကြောင့်တရုတ်တို့တိစောင့်နေတဲ့သင်းမောက183မီတာပေးပါတယ်။အခုဒါကိုတေချာနားထောင်ပါ။ဘာကြောင့်လဲဆိုတော့ဒီကနေစပြီးဒီကိစ္စကပို့ပြီးတော့မှရှုပ်ထွေးလာတာကြောင့်ပါ။တကယ်လို့မိတ်ဆွေကတက်ကလာမာကန်သဲခဏာရကနေအပြစ်ဘက်ကိုနည်းနည်းထွက်ပြီးတော့ င်တို့ Pacific ဒေသကိုလမ်းကြည့်လိုက်မယ်ဆိုရင်ဒီလိုအနေအောင်ဇက်တွေကိုတွေ့ရပါလိမ့်မယ်။ဒါတွေအားလုံးကအမေရိကန်နိုင်ငံကတရုတ်နိုင်ငံကိုတခုခုတုံ့ပြန်နိုင်မှုအတွက်ထောက်တုပ်ပင်လယ်အနားမှာတပ်ဖြန့်ထားတဲ့လက်ရွေးစင်စစ်သင်းဘောတွေနဲ့လေတင်သင်းဘောတွေဖြစ်ပါတယ်။အခုစိတ်ဝင်စားဖို့ကောင်းတာကဒီလိုရေတက်သင်းဘောတွေအားလုံးနဲ့မှာဘယ်ယာတွေကတော့ကြောက်ဖို့အကောင်းဆုံးစစ်သင်းဘောတွေလဲဆိုတာကိုသင်သိပါသလား။အခုကျွန်တော်ပြောခဲ့တဲ့တရုတ်နိုင်ငံကအထူးခိုးပြီးတော့မှတည်ဆောက်နေတဲ့ USS Nimitz လင်းတင်သင်းဘောနဲ့ Alex Buck Clucks ဖြတ်သင်းဘောတွေပဲဖြစ်ပါတယ် ဒါကြောင့်မို့လို့ဒါကတိုက်ဆိုင်တာတော့လုံးဝမဖြစ်နိုင်ပါဘူး။ဒါကတရုတ်နိုင်ငံရဲ့ကြိုတင်စီစဉ်ထားတဲ့ဆက်ပွဲပြူပါဖြစ်ပါတယ်။ဒါပေမဲ့ဒီဘဟီလီကဒီနေရာမှာအဆုံးသတ်မသွားပါဘူး။ဒီဂျိုရုထပ်ပုံလေးကိုမိတ်ဆွေတိချာကြည့်မယ်ဆိုရင်လေတင်သင်းမောင်းရဲ့အနာမှာယထာလန်းလိုမြင်းကောက်တစ်ချောင်းကိုမြင်ရပါလိမ့်မယ်။ဒီထပ်ပုံထဲမှာလည်းအမေရိကန်ရေတပ်ကထူးဆန်းတဲ့အရာနှစ်ခုကိုသတိထားမိခဲ့ပါတယ်။အရင်ဆုံးအနေနဲ့ဒီယထာလန်းဖြစ်နိုင်ခြေရှိတဲ့မြင်းကောက်ကသူ့ရဲ့အဆုံးမှာအဆောင်တစ်ခုတည်းကိုဝင်ရောက်သွားပါတယ်။ ဒါပေမဲ့တခြားဘက်အစုံမှာတော့မြင်းကောက်ကဒုံးလိကြီးပြတ်သွားပါတယ်။ဒီတော့ဒီလိုသဲကဏ္ဍထဲမှာယထာလန်တဝက်တစ်ပြက်ကိုလာပြီးတော့တိဆောက်ထားတဲ့ရည်ရချက်ကဘာလဲ။ဘာကြောင့်လဲဆိုတော့ဒီယထာလန်ကဒေဝနိုင်ငံပြည်မာကြီးကိုလည်းချိတ်ဆက်ထားတာမဟုတ်။ဒီတို့ရဲ့စီရေးဌာနချုပ်တွေကိုဆက်သွယ်ထားတာလည်းမဟုတ်ပါဘူး။ဒုတိယချက်ကတော့တကယ်လို့ဒီမြင်းကောက်ကတကယ်ကိုပဲယထာလန်ဖြစ်နေမယ်ဆိုရင် အဖြောင့်ကြီးပဲလို့လို့ဖြစ်တာပါပဲ။ဘာကြောင့်ယထာလန်ကိုရွေးဆောင်းပြီးတော့ခင်းထားတယ်လဲ။ဒါကြောင့်မလို့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲဖြည့်ရှင်းရမယ့်ထူးဆန်းတဲ့ ကိစ္စတွေကအများကြီးပါအထူးသဖြင့်တရုတ်နိုင်ငံတမိုင်းဆောင်ကိုပြန်ကြည့်မယ်ဆိုရင်အမြဲတမ်းတစ်ခုမဟုတ်တစ်ခုကျန်နေတာဖြစ်ပါတယ်ဒါကြောင့်ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ကတရုတ်နိုင်ငံစိတ်ကူးကိုနားလည်ထားခြင်းနဲ့ဆိုရင်အရင်ဆုံးအနေနဲ့ဘယ်ယာကတရုတ်နိုင်ငံကိုဒီလောက်ထိလို့ကိုတွန်းအားပေးနေတယ်လဲဆိုတာကိုနားလည်ထားဖို့လိုပါလိမ့်မယ်ဘယ်နိုင်ငံတွေကတရုတ်နိုင်ငံကိုချင်းချောင်းနေလို့လဲဒီနေ့ကတရုတ်နိုင်ငံရဲ့အကြီးဆုံးသောအထူးမခန့်တဲ့နေရာတွေကအိန္ဒိယနိုင်ငံနဲ့တောင်တရုတ်ပင်လယ်ပဲဖြစ်ပါတယ်အိန္ဒိယနိုင်ငံရဲ့ excitement နဲ့ Arunachal Pradesh တို့လိုပြည်နယ်တွေကသူတို့ရဲ့အပိုင်းတွေပါလို့တရုတ်နိုင်ငံကပြောပါတယ်။ဒီပြဿနာကြောင့်ပဲတမိုင်းတခြားမှာစစ်ပွဲတွေအများကြီးဖြစ်ပွားခဲ့ပြီးပါပဲ။ဒါပေမဲ့တရုတ်နိုင်ငံဒုတိယကြီးဆုံးစိတ်မလုံမှုကတော့တောင်တရုတ်ပဲလည်းပဲဖြစ်ပါတယ်။ဒီဒေသကြီးတစ်ခုလုံးကိုအနာဂတ်ကမ္ဘာကြီးရဲ့အာဏာဇက်လို့ခေါ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဒေသထဲမှာဖြစ်လာနိုင်ခြေရှိတဲ့စီးပွားရေးတွေဘယ်လင်တဲ့ကတွင်းထွက်ပစ္စည်းတွေနဲ့ဘီယူအာကြကွန်တွေလမ်းကြောင်းတွေအများကြီးတည်ရှိနေတာကြောင့်ပါ။ ဒါကြောင့်မို့လို့လေအခုပုံထဲမှာမြင်းပြက်ကိုးချောင်းကိုပြပေးထားတာပါဒါကတော့တရုတ်နိုင်ငံကသူ့ရဲ့ကိုပိုင်ဆိုပြီးတော့သတ်မှတ်ထားတဲ့နယ်နိမိတ်မြင်းပဲဖြစ်ပါတယ်ဒီလိုမျိုးသတ်မှတ်လိုက်တဲ့တရုတ်ပင်လယ်ထဲမှာဂျုံတွေအားလုံးနဲ့နိုင်ငံတွေဥပမာထိုင်းဝမ်လိုနိုင်ငံအတော်များများလည်းပါဝင်နေပါတယ်ဒီနိုင်ငံတွေအားလုံးကတရုတ်နိုင်ငံပြောဆိုချက်အရတရုတ်နိုင်ငံအာဏာစားအောင်မှတည်ရှိနေတဲ့နယ်မြေတွေဖြစ်ပါတယ်ဒါပေမဲ့2016ခုနှစ်နိုင်ငံတကာတရားရုံးရဲ့ဆုံးဖြတ်ချက်အရတရုတ်နိုင်ငံကတောင်တရုတ်ပင်လယ်ထဲက ခေနိုင်ငံရဲ့နေမည်အပေါ်ကဒီလိုမျိုးအသိဉာဏ်ခွင့်မရှိပါဘူး။ဒါပေမဲ့ဒီလိုဆုံးဖြတ်ချက်ကြားတဲ့ကနေတရုတ်နိုင်ငံကလူလူချင်းအ ਨੇ စုံ28ခုကိုဒီဒေတာထဲမှာတိစောက်ခဲ့ပါတယ်။ဒီပြင်ကမှဒီနေမည်ထဲမှာလွှမ်းမိုးနှံဖို့အတွက်အသူရဲ့စစ်တပ်ကိုလည်းဆေးလွတ်ထားပါတယ်။အထူးသဖြင့် Spartly နဲ့ Paracel ဂျွန်းတွေပေါ်မှာသူရဲ့စစ်တနာကြောတွေကိုအခိုင်အမာပဲတိစောက်ထားပါတယ်။တကယ်ကိုလည်းဘယ်နိုင်ငံမှမဆိုဒီလိုမျိုးတရုတ်နိုင်ငံရဲ့တရားဝင်မတက်မတ်ထားတဲ့နေနမိတ်စီမင်းကိုဖျက်ဆီးသွားလာခဲ့ပေဆိုရင် တရုတ်နိုင်ငံရဲ့မျိုးသားလုံခြုံရေးကိုထိပါနေတယ်ဆိုပြီးတော့တရုတ်ရည်တက်ကတိုက်ခိုက်ပါတယ်။ဒါကြောင့်မလို့တောင်တရုတ်ပင်လယ်ကတရုတ်နိုင်ငံရဲ့အထင်မကန်ဆုံးသောနေရာလို့ပြောရင်လည်းမမားပါဘူးခင်ဗျာ။ဒါပေမဲ့တရုတ်နိုင်ငံအတွက်ကံမကောင်းတာကအမေရိကန်နိုင်ငံတရုတ်နိုင်ငံဒီနေရာကိုပဲစက်တိုက်မျက်စိချနေပါတယ်။မိတ်ဆွေတို့မြင်ခဲ့သလိုပဲအမေရိကန်နိုင်ငံကသူ့ရဲ့ရည်တက်တပ်ဖွဲ့လုံးကိုတောင်တရုတ်ပင်လယ်ထဲမှာတပ်ဖြန့်ထားခဲ့ပါတယ်။ဒီပြင်ကမှအမေရိကန်နိုင်ငံကတရုတ်နိုင်ငံကိုပုံမှန်ဆိုသလိုမျိုးထိသလိုရည်သလိုကလုပ်ပါသေးတယ်။ ရုတ်တရက်ဆိုသလိုမျိုးဆင်ရပြတာမျိုးတွေပေါ့2025ခုနှစ်မေလအထဲမှာပဲအမေရိကန်နိုင်ငံနဲ့ဖိလစ်ပိုင်နိုင်ငံတို့ကပူးပေါင်းပြီးတော့မှတောင်တရုတ်ပင်လယ်ထဲမှာဆေးလေ့ကျင့်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ဒီမတိုင်ခင်3ရက်လောက်လို့ကအမေရိကန်နိုင်ငံကပဲတရုတ်နိုင်ငံစံချက်ပဲအတိအကျမှာရှိနေတဲ့ San Bales ဒေသထဲမှာဆေးလေ့ကျင့်မှုပြုလုပ်ခဲ့ပါသေးတယ်။ဒီတစ်ချိန်မှာတော့နောက်တစ်ဆင့်ကိုထပ်တက်ခဲ့ပြီးတော့မှအမေရိကန်နိုင်ငံကတကယ်လို့မနှက်ပြန်ပါလားတရုတ်နိုင်ငံနဲ့ဆက်ပြစ်ခဲ့မယ်ဆိုရင်သူ့ရဲ့ဘက်ကနေဘယ်သူပါဝင်မလဲလို့သူ့ရဲ့မဟာမိတ်တွေကိုမေးခဲ့ပါတယ်။ ပြောရမယ်ဆိုရင်တော့စစ်တိုက်ဖို့အတွက်တရုတ်နိုင်ငံကိုအမေရိကန်နိုင်ငံကထောက်လျှောက်ရန်စနေခဲ့တာဖြစ်ပါတယ်။ဒီအချိန်ဒီမှာတရုတ်နိုင်ငံဘက်ကလည်းတရားဘောက်ကိုပဲနောက်ဆုတ်ပေးမှာမဟုတ်ပါဘူး။ကျွန်တော်တို့ကတရုတ်နိုင်ငံရဲ့တရားမဝင်သိမ်းပိုင်မှုတွေနဲ့တောင်ကျိုးပင်လယ်ထဲကဆက်တဲ့ရန်လုံမှုတွေကိုဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ဒါပေမဲ့အဓိကအချက်ကအမေရိကန်နိုင်ငံနဲ့တရုတ်နိုင်ငံရဲ့ကြားထဲကအစိုးရတပ်ဖွဲ့ဟာတရုတ်နိုင်ငံနဲ့အမေရိကန်နိုင်ငံပိုင်စစ်သည်မော်တွေကိုတူပါတိစောက်နေရခြင်းရဲ့အဓိကအကြောင်းဖြစ်လာနိုင်ပါသလား။ပြောရမယ်ဆိုရင်တော့တော်တော်လေးမှန်တယ်လို့ထင်ပါတယ်။ ရုတ်နိုင်ငံကစစ်ပွဲအတွက်ပြင်ဆင်နေတာပါဒါပေမဲ့ဒီစစ်ပွဲကတော့လေစားမှုစစ်ပွဲပဲဖြစ်ပါတယ်ဆိုလိုတာကတော့ဒီတင်းမော၃စီးလုံးကတကယ်အဆင်မပြေပါဘူးတကယ်ပါလုံးရဲ့ရှေ့မှာပြသဖို့အတွက်လေစားပုံတသက်ပုံရိပ်ရောင်တင်းမောအထုတွေဖြစ်ပါတယ်တရုတ်နိုင်ငံကနေရိုက်ကူးလာခဲ့တဲ့ဒီဂျိုရုဓာတ်ပုံတွေကိုမိတ်ဆွေတို့ဘလို့ထင်ပါသလဲရန်သူကိုတိုက်ခတ်ဖို့အတွက်အနည်းဆုံးတော့တိုက်လေရင်အစင်း20လောက်ရှိနေမယ်လို့ထင်ရပါတယ်ဒါပေမဲ့ဒီတရုတ်လီဒါစကားတစ်ခုလုံးကအတူကြီးလို့ကျွန်တော်ပြောမယ်ဆိုရင်မိတ်ဆွေတို့ဘလို့ထင်မလဲ ီတိုက်လေအစင်း20စလုံးကအတုတွေပါတဲ့ဒီတင်ကားတွေလင်းတင်သင်းမောတွေသင်းမောစိတ်တွေဒီကာကွေးဒုံးကြီးတွေအားလုံးကလဲစားမှုစစ်ပွဲကိုဆင်နွှဲဖို့တသက်ပဲဖြစ်ပါတယ်အခုဒီလိုမျိုးလဲစားတဲ့နီးစနစ်ကဒီဥနိုင်ငံတို့အသိမဟုတ်ပါဘူးအရင်တုန်းကလည်းဒီဥနိုင်ငံကဒီလိုနီးလန်းမျိုးကိုသုံးခဲ့ဘူးပါလေလောက်ခဲ့တဲ့နှစ်ပေါင်း2300လောက်က BC 342မှာဒီဥနိုင်ငံကိုဇောင်မင်းဆက်ကအုပ်ဆိုးနေခဲ့တာဖြစ်ပါတယ်ဒီမင်းဆက်လက်ထက်မှာဒီဥနိုင်ငံကအရန်ကိုအားနည်းလာခဲ့ပြီးတော့ ဒီနိုင်ငံတွေကပြည်내ခုနှစ်ခုကသူတို့ကိုသူတို့လွတ်လပ်သောနိုင်ငံတွေအဖြစ်ကြီးညာခဲ့ပါတယ်။ဒီနိုင်ငံတွေကိုချီချူရှန်ဟန်ဆောင်ဝေပြီးတော့ချင်းလို့ခေါ်ပါတယ်။ဒီနိုင်ငံတွေကိုခုနှစ်ပြည်တော်လို့ခေါ်ဆိုသလိုစစ်ကိုလိုနေတဲ့အလိုရှိတဲ့နိုင်ငံတွေလည်းဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံတွေကလွတ်လပ်သောနိုင်ငံတွေပါလို့ကြီးညာပြီးတာနဲ့သူတို့ရဲ့နိုင်ငံကိုချဲ့ထွင်ဖို့အတွက်တနိုင်ငံနဲ့တနိုင်ငံတိုက်ခိုက်ကြရတာပဲဖြစ်ပါတယ်။ဒီနိုင်ငံတွေထဲမှာချီနဲ့ဝေနိုင်ငံကကြောင်တဲ့အမုံဆုံးနိုင်ငံတွေဖြစ်ပြီးတော့ တို့နိုင်ငံသားမှာဒေဝပြဿနာတက်တယ်ဆိုတာကခဏခဏပါပဲဒါပေမဲ့တနေ့မှာတော့ဒီပြဿနာလေးကစစ်ပွဲကြီးတစ်ခုရဲ့အကြောင်းရင်းဖြစ်လာခဲ့ပါတယ်ဓာတ်ပွဲထဲမှာဝေနိုင်ငံရဲ့ခေါင်းဆောင်ကဗိုလ်ချုပ်ပန်ကျွမ်ဖြစ်ပြီးတော့အရန်ကိုကြီးမားပြီးအင်အားရှိတဲ့စစ်တပ်ကြီးရဲ့ခေါင်းဆောင်ဖြစ်ပါတယ်တခြားတစ်ဘက်မှာချီနိုင်ငံရဲ့စစ်တပ်ကသေးသေးလေးပါဒါပေမဲ့တို့ရဲ့စစ်ခေါင်းဆောင်ကတော့အာမလူမဟုတ်ပါဘူးဒီဥနိုင်ငံရဲ့ကျွမ်းကျင်ဆုံးသောစည်ရေးပြူဟာပညာရှင်နောက်ပိုင်းအသင်းငါပြူဟာကျန်းစာကိုရေးသားခဲ့တဲ့စွန်စုရဲ့ပူပီးစွန်ဖင်းမဲ့ဖြစ်ပါတယ် ဆွန်ပင်ကသူ့ရဲ့စစ်တပ်အဝေးစစ်တပ်ကိုမရှင်းနိုင်ဘူးဆိုတာကိုနားလည်ခဲ့ပါတယ်။ဒါကြောင့်မို့လို့လည်းသူကစစ်စစ်တခုကိုပြစ်လုခဲ့ပါတယ်။အဲ့ဒါကတော့ထွက်ပြေးဖို့ပါပဲ။ကြားရတဲ့တော့နားထောင်လို့မကောင်းဘူးမလား။ဒါပေမဲ့လည်းဒါကလဲစားနေတဲ့မျိုးဖြစ်ပြီးတော့တော်တော်လေးကိုသုံးဝင်အောင်မြင်ခဲ့ပါတယ်။ဆွန်ပင်ကသူ့ရဲ့စစ်တီတော်တသိန်းကိုလက်ထဲမှာမိတို့ခံပြီးတော့အရင်ဆုံးရန်သူရဲ့နိုင်ငံစီကိုချီတက်စီခဲ့ပါတယ်။ညဘက်ကြီးမိတို့တသိန်းရဲ့လင်းအောင်ကိုမြင်လိုက်ရတဲ့အချိန်မှာရန်သူကဆက်ပွဲချင်းရောက်ပြီးတော့တွေးပြီးတော့မှ သူတို့ကရှေ့တိုးလာခဲ့ပါတယ်။ဒါပေမဲ့နောက်တနည်းညမှာစွန်ဘင်းကစစ်တီတော်900ကိုမိတို့ခိုင်းစေခဲ့တယ်။နောက်တနည်းမှာတော့300ပဲမိတို့ခိုင်းရပါတယ်။ဒါကိုကြည့်ပြီးတော့ဝန်ထမ်းကန်းစစ်သူကြီးပန်ချွန်ကခြေစစ်သားတွေကတော့ကြောက်ပြီးထွက်ပြေးသွားကြတယ်လို့ထင်သွားပါတယ်။ဒါကြောင့်မဲသူကယုံကြည်စိတ်ချစွာနဲ့သူ့ရဲ့တပ်တစ်ခုလုံးကိုခေါ်လာပြီးတော့တောင်ချားထဲကိုဝင်ရောက်လာခဲ့ပါတယ်။ဒါပေမဲ့ဒီတောင်ချားထဲမှာစွန်ဘင်းကထောင်ချောင်းဆင်ထားခဲ့တာပါ။တောင်ချားထဲကတပည့်တပည့်ပေါ်မှာပန်ချွန်ဒီတပည့်အောက်မှာတေးရမယ်လို့တော့မှစာရေးထားခဲ့ပါသေးတယ်။ ဒီစာကိုဖတ်ဖို့မိတို့ကိုကံမြောက်လိုက်တာနဲ့ဖန်ကျွမ်းစတဲ့တခုလုံးကမြားတွေအောက်မှာပဲအသက်ပြောက်သွားခဲ့ရပါတယ်ဒီစစ်ပွဲကိုတော့ The Battle of Mayline လို့ခေါ်ပြီးတော့မှဒီစစ်ပွဲကတရုတ်နိုင်ငံတမိုင်းမှာမှတ်တမ်းတင်ထားတဲ့အစောဆုံးသောလှဉ်ဆောင်မှုဖြစ်ပါတယ်ဒါပေမဲ့ဒီလိုနီးစနစ်မျိုးကိုရှေ့ကတရုတ်နိုင်ငံမှာပဲအသုံးပြုခဲ့တာတော့မဟုတ်ပါဘူးဒုတိယကမ္ဘာစစ်မှာလည်းဒီလိုလေစားမှုတွေကိုဖန်တီးခဲ့တဲ့အတွက်ဂျန်တန်လာပါတယ်ဆိုတော့ဂျာမန်စစ်တပ်ကြီးတောင်ကြာရှုံးခဲ့ရပါတယ် ဒီလေစားမှုကိုတော့ The Ghost Army လို့ခေါ်ပါတယ်1944ခုနှစ်ဇန်နဝါရီလမှာမာမိတ်တပ်တွေကဂျာမနီသိမ်းပိုက်ထားတဲ့နော်မန်ဒီကိုကျူးကျော်ခဲ့ကြတယ်ဒါပေမဲ့ထိတ်တရရင်ဆိုင်မင်ဆိုရင်တော့မာမိတ်တွေကဂျာမန်တွေကိုမနိုင်နိုင်ပါဘူးဒါကြောင့် Operation Fortitude ရဲ့လက်အောက်အမေရိကန်လေဝတ်တပ်ဖွဲ့ Ghost Army ကိုဖွဲ့စည်းခဲ့ပါတယ်ဒီတပ်ဖွဲ့မှာအတမိုင်း engineer တွေသေယုဆောင်တွေပါဝင်ပြီးတော့သူတို့ရဲ့လောက်ကပုံရိပ်ရောင်တွေကိုဖန်တီးရမှာဖြစ်ပါတယ်ဒီလိုနည်းနဲ့သူတို့တွေကဂျာမန်တွေကိုအမေရိကန်တွေက ဘဒုခါလေးကိုတိုက်ခိုက်မှာနမန်ဒီကိုမဟုတ်ဘူးလို့ထင်သွားစေခဲ့ပါတယ်။ဂျေရိုတင်ကားအထုတွေအယောင်ပြတင်းမော်တွေဟောင်းလောက်ပေါက်တဲအင်းတွေနဲ့အတန်လိုင်းတွေရေဒီယိုအချက်ပြတွေပို့ဆောင်ပြီးတော့တပ်စုကြီးတစ်ခုလုံးကိုတို့ရောင်ဖန်တီးခဲ့ပါတယ်။ဂျေလိုလုံဆောင်ချက်တွေကြောင့်ဂျာမန်တွေကသူတို့ကိုအမေရိကန်စစ်သား2000 3000လောက်နဲ့တိုက်ခိုက်တော့မယ်လို့ထင်သွားခဲ့ပါတယ်။နောက်ထပ်ပြောမယ့်အရာကိုမင်းစီတို့ယုံမှာတော့မဟုတ်ပါဘူး။သူတို့ကစစ်သားအထုကိုတော့မှဆေးလွတ်ပြီးတော့ရန်သူထောင်လိုင်းတွေမှာပေါ်နေစီဖို့အတွက်အထိုင်ကျစခန်းတွေကိုလည်းတိစောက်ခဲ့ပါတယ်။ ညဘက်ဒီမှာဆိုရင်မဟာမိတ်တပ်တွေကမိဘတွေကိုတော့မှပူထားပါသေးတယ်။ဒီလိုလှုပ်ဆောင်ချက်တွေကဂျာမနီတွေကိုတိုက်ခိုက်မှုတွေကဗတ်တုခါလီမှာဖြစ်မယ်လို့အကျွမ်းမဲ့ယုံကြည်သွားစေပြီးတော့ဂျာမနီကသူတို့ရဲ့စစ်တပ်ကိုနော်မန်ဒီမှာမထားဘဲနဲ့ဗတ်တုခါလီမှာအထိုင်ချထားခဲ့တာပါ။ဒါကြောင့်မဟာမိတ်တပ်ရဲ့နော်မန်ဒီကိုသိမ်းပိုက်ခြင်းကမော်ရယ်ရှိုးရှောက်ရတဲ့လောက်တော့မှမခက်ခဲခဲ့ပါဘူး။လယ်စားမှုတစ်ခုကကမ္ဘာစစ်ကြီးတစ်ခုလုံးရဲ့အခြေအနေတွေကိုပြောင်းလဲသွားစေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့ဒီတိုက်ပွဲအပြီးနောက်ပိုင်းတွေမှာဂျာမနီတွေကတစ်ခုပြီးတစ်ခုတိုက်ပွဲတွေကိုရှုံးနိမ့်ခဲ့ပါတယ်။ ဒါကတော့လဲစားခြင်းဤပြွာကမှန်ကန်စွာအသုံးပြုမယ်ဆိုရင်ဘလောက်တောင်မှဆွမ်းအားကြီးတယ်ဆိုတာဖြစ်ပါတယ်။ဒါဆိုဘေးလီကြီးကပြီးသွားပါလား။တရုတ်နိုင်ငံကအမေရိကန်နဲ့အိန္ဒိယနိုင်ငံလိုမျိုးသူ့ရဲ့ရန်သူတွေကို၆လမ်းဖို့အတွက်ဒါတွေကိုတိစောက်ထားတာလား။ပြောရရင်တော့တဝက်မှန်နဲ့တဝက်မှားပါတယ်။အမေရိကန်ရေတပ်ထောက်လှမ်းရေးကဒီကိစ္စကိုစပြီးတော့စုံစမ်းပြီးတော့နောက်ထပ်များစွာသောဂျရုထပ်ပုံတွေကိုကြီးရှုတဲ့အခါတချို့သောဆောက်လက်စားတွေမှာတိုက်ခိုက်ခံထားရတာတွေကိုမြင်ခဲ့ရပါတယ်။ ဒါကိုကြည့်ချင်းအပြင်ဒါတွေကသင်္ဘောတွေမဟုတ်ဘဲနဲ့ပြင်မဲ့ထားတဲ့အယုတ်တွေလည်းဖြစ်နေနိုင်ပါတယ်။ဒါတွေကို2018ခုနှစ်မှာ Tekla Magan ဒေကနာထဲမှာတိစောက်ထားခဲ့တာပါ။ဒီနှစ်မှာတရုတ်နိုင်ငံရဲ့ DF duty ဒုံးကြီးအနောက်ဆုံးစမ်းသပ်အဆင့်ကိုရောက်ရှိလို့နေပါပြီ။ဒီအတွက်ကြောင့်တရုတ်နိုင်ငံကစမ်းသပ်ဖို့မြေကိုအသေးအံလိုအပ်နေပါတယ်။ဒါပေမဲ့တရုတ်ရဲ့ဒီအသစ်ချက်ချို့ DF 21 D ဒုံးကြီးကပါမန်ဒုံးကြီးလို့မဟုတ်ပါဘူး။ဒါကကဘာပေါ်မှာပထမဆုံးသောသင်္ဘောပြတ်ဒုံးကြီးတွေထဲမှာပါဝင်ပါတယ်။ သူတို့ရဲ့အဓိကလှုပ်ဆောင်ချက်ကသွာလာနေတဲ့လေနေသင်းမော်တွေရည်မျောနေတဲ့လူနေမှုပတ်ဝန်းကျင်တွေကိုတည်ကြတဲ့တက်ကတ်မှုနဲ့ပြန်စီပြဖို့ပါဒီလိုနည်းပညာမျိုးကိုလည်းအမေရိကန်နိုင်ငံကမနေ့ကပိုင်ဆိုင်ခဲ့ပါတယ်အခုလက်တွေ့ကျကျပြောရရင်ဒီနည်းပညာတွေအပေါ်ဆန်းသတ်မှုတွေကလိုအပ်နေပါသေးတယ်ဒါပေမဲ့ဒီလိုလုံနိုင်ဖို့အတွက်အရင်ဆုံးအင်းလီချင်းနိုင်ငံတွေအားလုံးက NOTM 3ပေးချက်ကိုကြီးညာထားပြီးတော့ပြည်သူတွေနဲ့ကွန်ပျူတာတွေဘာတစ်ခုမှမတိခဲ့အောင်ဂရုစိုက်ရပါမယ် ဒုတိယချက်ကတော့တိုက်ခိုက်မှုပြီးသွားတဲ့အခါအမေရိကန်နဲ့အိန္ဒိယလိုနိုင်ငံတွေကအကျဉ်းကျန်တွေကနေပြီးတော့တရုတ်နိုင်ငံရဲ့ဒုံးကြီးတွေကိုလေ့လာနိုင်ပါတယ်ဒီလိုအခြေအနေမျိုးကိုတရုတ်ကအပြစ်မခံပါဘူးဒါကြောင့်သူတို့ကိုဘယ်သူမှမနှောက်ယှက်နိုင်မယ့်နေရာမျိုးဒီဒုံးကြီးတွေကပြစ်မှတ်ကိုဘယ်လောက်တည်တည်ကြကြထိမှန်နိုင်မလဲလက်တွေ့စစ်ပွဲမှာဆိုရင်ဘယ်လောက်ထောင်းအနေထားကနေပြင်ဘယ်လောက်အထိပြသနိုင်မလဲဆိုတာကိုစမ်းသပ်နိုင်မယ့်နေရာမျိုးကိုလိုအပ်ပါတယ်ဒါကြောင့်တရုတ်နိုင်ငံကချက်ကလာမဂန်ဘဲကနာကိုအင်ဒိုပစိဖိတ်စစ်ပွဲစမ်းသပ်ဆုံးအဖြစ်နဲ့ပြောင်းလဲခဲ့တာဖြစ်ပါတယ် ီနေရာမှာသူတို့ကပြင်းပန်းစုံတွေများစွာကိုတိစောက်ထားပြီးတော့ခြေရဆေကအထုတွေကိုပါဖန်တီးထားပါတယ်ဒီနေရာမှာဒေသမသုံးစင်းကိုပြင်းပပြပြတတ်မှတ်ထားခြင်းကဒီသင်းမော်တွေဟာအမေရိကန်နိုင်ငံရဲ့အစင်းမြင့်ဆုံးသောနည်းပညာနဲ့သင်းမော်တွေဖြစ်တယ်လို့ထံတယောက်ပင်လဲတဲ့တပ်ပြန့်ထားတာကလည်းဒီသင်းမော်တွေဖြစ်တာကြောင့်လည်းပါပါတယ်။ဒါကြောင့်တရုတ်နိုင်ငံကဒီဒုံးကြီးတွေကိုပြင်ဆင်နေတာဟာဘသူအတွက်ပဲနိုင်ငံအတွက်မှမဟုတ်ဘဲနဲ့အမေရိကန်နိုင်ငံရဲ့တရမမြောက်ရေးတဲ့တပ်ဖွဲ့အတွက်ပဲဖြစ်ပါတယ်။ကျွန်တော်ပြောခဲ့တဲ့ Fort Clark's လင်းတင်သင်းမော် Alice Buck Clark's ဖြတ်သင်းမော်နှစ်စင်း နမ်မန်စ်ကလပ်စ်လင်ရင်တင်မိုးတွေကဒီတက်ပွဲတွေကပါ။ဒါပေမဲ့ဒီပြည့်မတ်တွေကတမန်ကရှန်ကလှုပ်ထားတဲ့ရုပ်လုံးကြွအဆောင်တွေမျိုးပဲနဲ့ထောင်လိုက်တိုင်းတွေထောင်ထားပြီးတော့မှတံပြားတွေနဲ့ပေးပတ်လေမှာခါရန်ထားပါတယ်။ဒီတိုင်လုံးတွေမှာအနီရောက်ရောင်ခြည်ပုံရိပ်တွေကိုမြင်နိုင်ပြီးတော့မီလီမီတာနှုန်းထားလိုင်းတွေကိုဖမ်းယူနိုင်တဲ့အာယုံကပစ္စည်းတွေတက်ဆင်ထားပါတယ်။ဒီအာယုံကပစ္စည်းတွေကဒုံးကြီးတွေတလုံးချင်းစီရဲ့တိုက်ခတ်မှုကိုဖမ်းယူပေးပါတယ်။ဒီရရှိတဲ့အချက်အလက်တွေကနေဒီဥနယ်ငံကဘယ်လိုတိုက်ခတ်မယ်ဆိုရင်တော့ပြင် အမေရိကန်တင်မောတွေကိုအထည်နာစေလိမ့်မယ်ဆိုတာကိုရှာဖွေပါတယ်ဒီလိုမျိုးမျိုးစားမတူတဲ့တင်မောတွေအများကြီးနဲ့စံသက်တိုက်ခိုက်စေခြင်းကတရုတ်စစ်တပ်ကအမေရိကန်တို့ရဲ့အားနည်းချက်တွေကိုရှာဖွေအတည်ပြုနေပါတယ်ဒီပြင်ကမှအစောပိုင်းကယထာလန်နဲ့တူတယ်ဆိုရဲကျွန်တော်တို့ပြောခဲ့တဲ့ဒီမြင်းကောင်ကြီးကလေတဲ့တင်မောကြီးရဲ့အခွေးကောက်လမ်းကြောင်းကိုအတိအကျဖန်တီးပြုလုပ်ထားတာပါဒါမှတရုတ်တို့ကသူတို့ရဲ့ DF21D တင်မောပြတ်ဒုံးကြီးတွေကအမြန်ဆုံးမောင်းနေနေတဲ့တင်မောတစ်စင်းကိုဘလောက်ထိခိုက်စေနိုင်တယ်ဆိုတဲ့အစွမ်းဆောင်ရည်ကိုစမ်းသပ်နိုင်မှာဖြစ်ပါတယ် အခုဒါရယ်ပြင်ကုန်းမဒီနေရာကနေနည်းနည်းလောက်ဝေးတဲ့နေရာမှာနောက်ထပ်ပြင်မှတ်ကွင်းတစ်ခုရှိပါသေးတယ်။ဒီနေရာကတရုတ်တရဲ့မြေပြင်ပြစ်ဒုံကျည်စံတရာကွင်းမှာဒီကွင်းကတော့အိန္ဒိယနိုင်ငံအတွက်ကြီးမားဆုံးသောအန္တရာယ်ဖြစ်ပါတယ်။ဒါကြောင့်လဲဆိုတော့တရုတ်နိုင်ငံကဒီနေရာမှာမြေပြင်ပြစ်မှတ်တွေကိုဖန်တီးထားတာကြောင့်ပါ။ဒီအထက်မှာလင်းပြေးလန်းတွေရန်သူရဲ့လေယာဉ်တွေကိုအနောက်ဆက်ပေးနိုင်မဲ့ရေဒါအတားအဆီးတွေလျှက်စစ်ဖြန့်ချီရုံတွေတာဝါတွေတိုက်လေယာဉ်ရုံတွေပါဝင်ပါတယ်။အခုဒီပြစ်မှတ်အထုတွေအားလုံးကဂျုံရကြပန်ဖန်တီးထားတာမဟုတ်ပါဘူး။ ဒီအဆောင်တွေကဘယ်နိုင်ငံမဆိုရဲ့ပထမဆုံးသောကာကွယ်ရေးစနစ်တွေပဲဖြစ်ပါတယ်။ရှင်းရှင်းလင်းလင်းပြအောင်ပြောရမယ်ဆိုရင်ဆက်ပွဲတစ်ခုစပြစ်တာနဲ့တိုက်လေရင်တွေကိုအရင်ဆုံးဖျက်ဆီးရပါတယ်။ဒါဆိုရင်တက်ကခံရတဲ့နိုင်ငံကပြန်ပြီးတော့မှအမခုခံနိုင်တော့ပါဘူး။ဒီနောက်ထားလိုင်းရေဒါတွေဖျက်ဆီးခံရရင်နိုင်ငံရဲ့ကာကွယ်ရေးစနစ်ကပျက်စီးသွားမှာပါ။ဒီလိုနိုင်ငံကအမေရိကန်နိုင်ငံအတွက်ပဲဒီလိုမျိုးပြင်ဆင်နေတာမဟုတ်ပါဘူး။အိန္ဒိယနိုင်ငံအတွက်လည်းပြင်ဆင်နေတယ်ဆိုတာကိုနောက်ထပ်သတိပြချက်တွေရှိနေပါသေးတယ်။၂၀၁၉ခုနှစ်မှာ Google Earth ဓာတ်ပုံတစ်ပုံမှာဒီလိုနိုင်ငံက အက်ဆိုက်ချင်းရဲ့အတိအကျပုံစံတူကိုနင်းရှာမှာစစ်ပွဲအတွက်ကြိုးတင်ပြင်ဆင်ဖို့တိဆောက်ခဲ့တာဖြစ်တဲ့ကြောင့်ဖော်ပြခဲ့ပါတယ်။ဒီနေရာမှာတရုတ်နိုင်ငံကသူ့ရဲ့စစ်သားတွေကိုပုံမှန်လေ့ကျင့်ပေးနေကြပါ။တကယ်လို့များနောက်တစ်နေ့မှာအိန္ဒိယနိုင်ငံကအက်ဆိုက်ချင်းကိုပြန်လည်သိမ်းယူဖို့ရောက်ရှိလာခဲ့မယ်ဆိုရင်တရုတ်စစ်သားတွေကအိန္ဒိယကိုနှင်ထုတ်နိုင်ဖို့အတွက်ပြင်ဆင်ထားတာဖြစ်ပါတယ်။တကယ်တမ်းမှာကတရုတ်နိုင်ငံကအိန္ဒိယနိုင်ငံကိုလွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာဗက်ပေါင်းစုံကနေပြီးတော့မှတဖြည်းဖြည်းချင်းဝိုင်းထားတာဖြစ်ပါတယ်။ တရုတ်နိုင်ငံကဘယ်လိုအခြေအနေမျိုးမှာမဆိုအိန္ဒိယနိုင်ငံနဲ့စစ်ပွဲရင်ဆိုင်ဖို့အဆင်သင့်ပြင်နေကြတာဖြစ်ပါတယ်။တရုတ်နိုင်ငံက US အေးမျိုး38မျိုးကိုတိစောက်ခဲ့ပြီးတော့ဒီမျိုးတွေအားလုံးကိုစီးရေးရအချက်ချကြတဲ့နေရာတွေမှာတိစောက်ထားပါတယ်။ဒီလိုခြားထားခြင်းကလိုအပ်လာခဲ့ရင်အိန္ဒိယနိုင်ငံဘက်ကလေကြောင်းတိုက်ခတ်မှုတွေပြုလုပ်နိုင်ပါတယ်။ဒီမျိုးတွေမှာလေယာဉ်ပြေးလည်တွေကနေစလို့ဟယ်လီကော်ပတာခွေးတွေအထိအကုန်ရှိပါတယ်။ဥပမာအနေနဲ့ Shigatse Peace ၄ဈေးကိုကြည့်လိုက်ပါ။ ဒီလေစိတ်ကအိန္ဒိယနိုင်ငံရဲ့စခင်နဲ့နိုင် အနေငယ်ပဲကွာပြေးတာဖြစ်ပါတယ်။ပြီးတော့လေဒီနင်ဂျီမန်လင်းလေစိတ်ကလည်းပဲအရနက်ရှယ်မြို့ရဲ့အနားလေးမှာပါပဲ။တချို့သောဒီလေတဲ့စကန်းတွေကအိန္ဒိယနိုင်ငံရဲ့အရန်ကိုနှိဆက်လွန်းလာကြောင်းဒီဥနိုင်ငံရဲ့တိုက်လေရင်တွေက6မိနစ်9မိနစ်အတွင်းမှာအိန္ဒိယနိုင်ငံထဲကိုရောက်လာနိုင်ပါတယ်။ဒါရီပြင်ကုန်းမှရာသီတိုင်းမှာသုံးပြနိုင်တဲ့ရှစ်လန်းသွားလမ်းမကြီးနဲ့ရထားလမ်းတွေကိုလဒတ်နေဇက်အနီးလေးမှာဒီဥနိုင်ငံကတိစောက်ခဲ့ပါသေးတယ်။ တကယ်လို့စစ်ပွဲအခြေအနေကိုရောက်လာခဲ့ရင်စစ်တပ်အတွက်လှုပ်ရှားမှုကအသားစီးရှိတော့မှာမဟုတ်ပါဘူးအခုနောက်ထပ်ဆိုရင်ဆရာကိစ္စတခုကအစင်းကန်ဆက်တီအရာကော်ဝိုင်ကထိတဲ့တွေ့တဲ့ကိစ္စမှာဒီဥနိုင်ငံကလက်နက်တက်စင်ထားတဲ့စစ်ရုံ38ကောင်ကိုလက်တားကအနီးလေးမှာတပ်ဖြန့်ခဲ့ပါတယ်လက်ရှိချိန်မှာစစ်သားစစ်ရုံ88ကောင်အထိရောက်ရှိနေပါပြီမိတ်ဆွေတို့ကြားရမမားပါဘူးတင်ကားလိုလိုမျိုးဘိန်းတွေနဲ့ဘယ်လိုမျက်နှာပြင်မျိုးမှမဆိုးသွားလာလို့ရှားနိုင်တဲ့စစ်သားစစ်ရုံတွေပါ သူတို့ကိုစာသနာတွေတက်ဆင်ပေးထားပြီးတော့တာမန်ဆက်သားတရားလိုမျိုးပြက်ခတ်စီနေပါတယ်။ဒီလောက်တောင်မှပြင်ဆင်ထားတဲ့တရုတ်ရဲ့အနေအထားကိုတွေးကြည့်ပါ။ဒါကြောင့်မို့လို့တရုတ်နိုင်ငံတွေကချက်ကလမဂန်ဒေကနာတွေမှာတင်မိုးတွေကိုတွေးရတာကအိန္ဒိယနိုင်ငံအတွက်တော့တော်တော်ကြီးကိုသတိထားစရာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါတွေကပြင်မဲ့တက်တက်တင်မိုးတွေလို့မထင်ပါဘူး။ဒါစစ်ပွဲကြီးတစ်ခုဖြစ်လာဖို့အတွက်ကြိုတင်ပြင်ဆင်နေတယ်လို့ပဲထင်ရပါတယ်။ဒီစစ်ပွဲအတွက်ဇလန်းကိုတော့တရုတ်ကကြိုတင်ပြီးရေးသားနေပါပြီ။ဒါပေမဲ့ဒီစစ်ပွဲကိုတိုက်ခတ်ဖို့အတွက် အိန္ဒိယဘက်ကရောဘာတွေကြိုပြီးပြင်ဆင်ထားရမလဲလမ်းဘက်ဆက်သွယ်မှုတွေစီးပြူဟာအနေနဲ့ဥမင်လန်ကောင်းတွေကိုတိစောက်ထားရမယ်လေတဲ့စကန်းတွေကိုလည်းအဆင့်မြင့်တင်ထားရပါမယ်ဒါပေမဲ့ဒီလောက်အထိပြင်ဆင်ထားမယ်ဆိုရင်တော့မှဒီဥနိုင်ငံကိုမြီဖို့ကတော့ကျွန်တော်အမြင်မှာသိမ့်မထင်ပါဘူးဒီအချက်ကပဲအိန္ဒိယနိုင်ငံအကြီးအမားဆုံးပြစ်ချက်ဖြစ်လာပါလိမ့်မယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲတကယ်လို့ဒီနေ့ဗီဒီယိုကအကျိုးရှိတယ်ဆိုရင်မိတ်ဆွေတယောက်နဲ့မျှဝေပေးပါဦးခင်ဗျာမိတ်ဆွေတို့မသားခဲ့တဲ့အကြောင်းအရာတွေအတွေ့အကြုံတွေကိုလည်း comment ထဲမှာမျှဝေပေးခဲ့ပါကျွန်တော်တို့ channel ကလည်း comment တိုင်းကိုဖတ်ကြည့်ပါတယ်ခင်ဗျာ တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်လည်းကျွန်တော်တို့ရဲ့ Double Power Myanmar Channel လေးကို Like and Subscribe လုပ်ထားဖို့အကြံပေးပါရစေ။ကျွန်တော်တို့ရဲ့ Facebook Page ကိုလည်း Like and Follow လုပ်ထားပြီးတော့ကျွန်တော်တို့ရဲ့ Community မှာဒစီတစ်ပိုင်းနေပါဝင်လို့ရပြီဆိုတာကိုသတင်းပေးရပါရခင်ဗျ။အစောနေ့ကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်။